ဒီကဗီဒီယိုမှာတော့ Redmi Pad SE ဝယ်မဲ့သူတွေနဲ့ Redmi Pad SE ဝယ်ရင်ကောင်းမလားတွေးနေရဆိုတဲ့သူတွေအတွက် Redmi Pad SE ဝယ်တဲ့အခါမှာဘယ်အချက်လေးတွေကကိုယ်နဲ့အဆင်ပြေမလဲဆိုတာလေးပြပြပေးမယ်။ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုမမြန်လေးစလိုက်ရအောင်။ လက်ရှိအားလုံးသိရတိုင်းပဲဈေးကွက်ထဲမှာ9သိန်းဝန်းကျင်တက်ပလက်တွေရဝယ်ရတယ်။နည်းနည်းခက်ခဲနေတဲ့အချိန် Remy ဘက်အစီလီယာတော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရတယ်။အားလုံးလည်းဝယ်ကျင်ကြမှာပါ9သိန်းဝန်းကျင်မှာစားလုပ်ဖို့အတွက်ရုံးလုံးငွေလုပ်ဖို့အတွက် entertainment ရုပ်ရှင်တွေကြည့်ဖို့ game တွေဆော့ဖို့အတွက်တက်ပလက်ကောင်ကောင်တစ်လုံးကိုဝယ်မယ်လို့တွေးထားရသူတွေလည်းအများကြီးရှိနေတယ်။ဆိုတော့ဒီ Remy ဘက်အစီယာဝယ်တဲ့အခါမှာကျွန်တော်တို့ဘာတွေပြင်ရလဲ။ရှင်းပါနံပါတ်1တစ်ချက်နေနဲ့ဒီကောင်က17လက်မ display ဒီကောင်ရဲ့ display ကလည်းတော်တော်လေးကိုမှကောင်းတယ် full HD plus နဲ့ပဲရုပ်ထွက်တွေဘာတွေအစားဘာမှသိပြီးပြောစရာမလိုဘူး။တော်တော်လေးကို strong ဖြစ်တယ်ရုပ်ရှင်ကြီးရဲ့အခါတွေအလုံးလုံးတဲ့အခါတွေ ယ်မှာဘာမှသိပြီးတော့ပြောစရာမရှိဘူးတော်တော်လေးအားရတဲ့ display လို့ပြောရမယ်ပီတကောက်မှာတုံးမိထားတာ Snapdragon 680ဖြစ်တဲ့အတွက်တောင်းတန်းကိုကျွန်တော်တို့ gain ကြီးမဟုတ်ဘူး graphic အမြင့်ကြီးမဟုတ်ဘူး heavy load တွေမဟုတ်ဘူးဆိုရင် tablet တလုံးနဲ့ကောင်းကောင်းလေး run လို့ရတယ်ဆိုတော့ကိုက gain ပေါ့ပေါ့လေးဆော့မယ်တမအလုပ်လေးလုပ်မယ်စာလေးဖတ်မယ် social media လေးတုံးမယ်ဆိုရင်ဒီ Snapdragon 680ကကောင်းကောင်းကြီး handle လုပ်ပေးနိုင်တယ်အဲပြီးတော့ဒီကောက်မှာထည့်ပေးထားတာက1000 mAh battery ထည့်ပေးထားတာအဲတခုတော့ရှိရပါဘောဒီ1000 mAh ကိုပြောင်းသွင်းမှုအတွက်ကြတော့81 fast charging ဖြစ်နေတယ်ဒါလေးတော့နည်းနည်းလေးသိခံရမယ်အဲ channel ပြန်တက် ်မယ်ဆိုရင်တော့ display ဘိုင်းကောင်းတာလေးတွေ performance မှာဆိုးတာလေး battery တောက်တာလေးညာတော်တော်လေးကိုအဆင်ပြေနောက်ထပ်တစ်ချက်နေနဲ့ထူးကြတာကဒီကောင်ကတခိုး body body တစ်ခုလုံးကို aluminum လုပ်ပေးထားတာဖြစ်တဲ့အတွက်ပြုတ်ကျတာတွေပါတဲ့အတွက်တော်တော်လေးအကျန်းခံတယ်ဆိုတော့ကိုကကလေးတွေပေးတုံးတာမျိုးတွေအကျန်းပရန်ကင်တက်တဲ့သူတွေအတွက်လည်း ဘာမှပြောတယ်မလို့ perfect ပဲဆိုတော့ခဏသိန်းဝင်းချင်မှာ Remy Pack အစီလေးကအဆင်ပြေလားမင်းတော့အဆင်ပြေပါတယ်80 watt fast charging ကလွယ်ပြီ channel အပိုင်းတွေကဘာမှတိတ်ပြီးထွေးပြောတာမရှိဘူးသူကလည်းသူတော်တော်လေးကို okay တယ် daily use strap ဖြစ်ဖြစ် entertainment strap ဖြစ်ဖြစ်အလုပ်တက်ဖြစ်ဖြစ်ဘယ်အတွက်ပဲတုံတုံ off post strap လုံးဝ off fine တော့ပြောလို့ရတယ် ဆိုတော့ကိုကလက်ထက်မှာ9000လောက်ရှိရဲ့ tablet လုံးလိုချင်တယ် Redmi Pad ထဲကလိုချင်တယ်ဆိုရင်တော့ Redmi Pad SE လေးကိုရွေးကြည့်တော်တော်လေးအဆင်ပြေတယ်ဆိုတော့ကိုလိုလိုဆိုရင် Redmi Pad SE လေးကိုဘယ်အချက်လေးကိုကြိုက်လဲဘယ်အချက်လေးတွေသဘောမကျအောင်လဲအောက်က comment မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ admin ကြော်ယူပါ Yangon Mobile Store